မိခင်ဖြစ်သူတယောက်ဆောင်ခိုင်တင်ကြီးရဲ့အသက်53နှစ်ပြည့်မွေးနေ့လေးမှာတန်း80နီးပါးတန်မှုရှိတဲ့ရန်နာပစ္စည်းတွေနဲ့မွေးနေ့လက်ဆောင်ပေးပြီးတော့အမတ်တရချစ်စကားဆိုခဲ့တဲ့သမီးဖြစ်သူစံထိတ်ထားဦးမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ28ရက်နေ့လေးကတော့နိုင်ငံကျော်တယောက်ဆောင်ခိုင်တင်ကြီးရဲ့အသက်53နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ် တရုတ်ဆောင်ခိုင်တင်းကြီးကိုတော့1982ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာဒုတိယဗိုလ်မှူးကြီးမောင်မောင်နဲ့ဒေါ်ဝါဝါဆိုတို့ကရန်ကုန်မြို့အမှတ်နှစ်စစ်ဆေးရုံမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်တရုတ်ဆောင်ခိုင်တင်းကြီးဟာနှုပညာလောကမှာနှုပညာသက်တမ်းကြာရင်နေပြီးဖြစ်တဲ့ဝါရင်နှုပညာရှင်တယောက်ဖြစ်ပြီးဒီနေ့ဒီချိန်ထိလည်းရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇလန်တွဲတွေမှာအခါခွင့်တင်သလိုပါဝင်တရုတ်ဆောင်နေဆဲပဲဖြစ်ပါတယ် တရုတ်ဆောင်ခိုင်တင်ကြီးကတော့နည်းပညာတက်တန်းတခြားအကယ်ဒမီထွေးချွန်စုနှစ်ကြိမ်ရရှိထားသူဖြစ်ပြီးဒီနေ့ဒီချိန်ထိလည်းသူမရဲ့တရုတ်ဆောင်ချက်တွေကိုပြည်သက်တွေကသဘောကျနှစ်သက်နေကြဆဲပဲဖြစ်ပါတယ်တရုတ်ဆောင်ခိုင်တင်ကြီးရဲ့ခေမုံဖြစ်သူကိုခန့်နိုင်ဟာနိုင်ငံရေးပုံမှန်တစ်ခုနဲ့အရေးယူခံထားရတာဖြစ်ပြီးဒီနေ့ဒီချိန်ထိလွတ်မြောက်လာခြင်းမရှိသေးတာကြောင့်ခေမုံဖြစ်သူအနာမမရှိတဲ့အချိန်တွေကိုတမီဖြစ်သူစံထိတ်သားဦးနဲ့တောင်အဖို့ပြုနေထိုင်နေရတာလည်းဖြစ်ပါတယ် စန်ထိတ်တာဦးဟောင်းခိုင်တင်းချီတို့ဇနီးမောင်နှံအတွက်တူရဲတော်သမီးလေးလည်းဖြစ်ပြီးငယ်စဉ်ကလေးဘဝကလေးကကျမ်းမာရေးချူချခဲ့တာကြောင့်မိဘနှစ်ပါးစလုံးကတဲတဲလှုပ်ချစ်ပြီးတော့ဂရုစိုက်ခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့စန်ထိတ်တာဦးကအရွယ်တစ်ခုကိုရောက်ရှိလာပြီးတော့အနုပညာလုပ်တွေကိုလည်းလောက်ကင်လာခဲ့ကောင်သူမရဲ့ဝင်ငွေနဲ့မိခင်ဖြစ်သူအတွက်မွေးနေ့ဆာပရိုက်လေးလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခန်းသင်းချင်တဲ့စံထိပ်သားဦးကတော့သားမီးတွေဖြစ်ကြပေမဲ့ညီမတွေလိုအရွယ်မတိမ်မရင်းနဲ့နုပြိုနေကြတာကြောင့်အခုချိန်ထိနုပြိုနေဆဲဖြစ်တဲ့တရုတ်ဆောင်ခန်းသင်းကြီးကိုပြည်သက်တွေကအားကျနေကြရတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းအသက်53နှစ်ပြည့်ပြီးသွားပြီဖြစ်တဲ့တရုတ်ဆောင်ခန်းသင်းကြီးရဲ့မွေးနေ့လေးအတွက်မွေးနေ့ဆွမ်းမော်ကောင်းစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။